မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါအကိုโอเคမင်္ဂလာပါခင်ဗျာ ိုဒီနေ့မှာတော့မင်္ဂလာနိုင်ငံရဲ့အဆောင်အုံဒီဘီကင်းလုံခြုံရေးအတွက်အခြေခံအကြဆုံးဖြစ်တဲ့ MNBC 2025ရဲ့အပိုင်း3တီဆိုးပုံဒီဇိုင်း structural design အကြောင်းကိုဆွေးနွေးကြပါရစေရှင်။ဒီအပိုင်း3ကဘာကြောင့်ဒီလောက်အရေးကြီးရတာလဲဆိုတာကိုအရင်ဆုံးရှင်းပြပေးပါလားကို။ MNBC 2025ရဲ့အပိုင်း3ကအဆောင်အုံတစ်ခုလုံးရဲ့ခန်းနိုင်ရင်နဲ့ကြံ့ခိုင်မှုကိုတရက်အဆုံးအဖြတ်ပေးတဲ့အဓိကအပိုင်းဖြစ်တယ်။အထူးသဖြင့်2008ခုနှစ်နာဂစ်မုံတိုင်းနဲ့ 2025ခုနှစ်မတ်လ28ရက်နေ့တွင်ဖြစ်ပွားခဲ့သည့်မန္တလေးငလျင်အပြီးမှာအဆောက်အုံတွေရဲ့ပျက်စီးဆုံးရှုံးမှုတွေကနေသင်ခန်းစာယူပြီးတော့ကုလသမဂ္ဂလူသားအခြေချနေထိုင်မှုအစီအစဉ် UN Habitat မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမြန်မာဘီတူကာပညာရှင်များအသင်းနဲ့အခြားဆက်ဆက်အဖွဲ့အစည်းများပူးပေါင်းပြီးဒီကုတ်ကိုရေးဆွဲခဲ့ကြတာဖြစ်တဲ့။ဒါကြောင့်ဒီအပိုင်းကအဆောက်အုံအလုံးရဲ့ဘေးကင်းလုံခြုံမှုကိုတေချာစေဖို့အတွက်အမာခံကြောရုပ်ပဲညီမှာ။ ဒါဆိုရင်ဒီအပိုင်း၃မှာဘလို့အကြောင်းအရာတွေကိုအဓိကထားပြီးဖော်ပြထားတယ်လေရှင်။အဓိကအားဖြင့်အပိုင်းဒီခွဲပြီးစနစ်တကျဖော်ပြထားတယ်။ပထမဆုံးအထွေထွေကန်တမှာတော့ဒီဇိုင်းမှာသုံးမဲ့အသေးပေဖွင့်ဆိုချက်တွေ၊သင်္ကေတတွေနဲ့အထွေထွေဒီဇိုင်းလိုအပ်ချက်တွေပါဝင်တယ်။ဒုတိယအနေနဲ့အဆောက်အုံတစ်လုံးကခံနိုင်ရမယ့်ဝန်အမျိုးမျိုးနဲ့ဝန်ပေါင်းစပ်မှု load combinations and loads တွေအကြောင်း အသေးစိတ်ပါရှိတယ်။ဥပမာအဆောက်အုံရဲ့အလေးချိန်ဖြစ်တဲ့အသေးဝင် that loads လူညက်ပရိဝဂရရဲ့ဝန်ဖြစ်တဲ့တယောက်ဝန်မြေဝင်ရေဖီအားမိုးရေဝန်နဲ့ရေကြီးဝန်တွေအထိထက်သွင်းစဉ်းစားဖို့လမ်းညွှန်ထားရင်ကြီးမှာမြန်မာနိုင်ငံကမုန်တိုင်းအန္တရာယ်လက်ရှိတော့လေတိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ဘလို့သတ်မှတ်ချက်တွေပါဝင်ထားလဲအကိုလေတိုက်ခတ်မှုဒီဇိုင်းသတ်မှတ်ချက်များ wind design criteria ဆိုပြီးတည်တံ့အခန်းအခန်းပါဝင်တယ်အဲ့ဒီမှာဒေတာအလိုက်အခြေခံလေတိုက်နှုန်း basic wind speed အဆောင်အုံရဲ့အရေးပါမှုအလိုက်သတ်မှတ်ရမယ့်ကိန်းဂဏန် importance factor အဆောင်အုံဒီနေရာရဲ့ထိတွေ့မှု exposure နဲ့မြေမြင့်နေပြီးအနေအမြင့်ရဲ့တက်ရောက်မှု topographic effects တွေကိုပါထည့်သွင်းတွက်ချက်ပြီးလေတံခန်းနိုင်အောင် design ထုတ်ဖို့ပြသထားတဲ့ညီမလေတိုက်ခတ်မှုအပြင်မြန်မာနိုင်ငံအတွက်နောက်ထပ်အရေးကြီးတဲ့ငလင်တန်းနဲ့ပတ်သက်လို့ရဘလူပြထန်းချက်တွေပါလေရှင်ငလင်ကန်တော့ဒီကုမှာအကျယ်ပြန်ဆုံးအပိုင်းတွေထဲကတစ်ခုပါပဲငလင်တန်းခန်း design တမတ်ချက်များအောက်မှာအချက်လက်တွေအများကြီးပါတယ်ငလင်မြေပြင်လုတ်ခတ်မှုတံပိုးတွေ ခန္ဓာရဲ့ရှိတဲ့တိဆောက်ပုံစံတွေရွေးချယ်မှုဝန်တက်ရောက်မှုဥတီချက်ခွဲချမ်းစိတ်ချတုံးတက်တဲ့နီးလိုင်းရွေးချယ်မှုကနေအဆောက်အအုံရဲ့အပိုင်းတစ်ခုချင်းစီဖြစ်တဲ့နယံတွေထုတ်ပွေတိုင်းတွေအထိအသေးစိတ်ဒီဇိုင်းလိုအပ်ချက်တွေပါဝင်တယ်။ဒါအဒီရင်အဆောက်အအုံရဲ့ဘေးတိုက်ရွေးချမှုကိုကန့်တတ်တဲ့ drift and deformation အကြောင်းတွေလည်းအကျယ်သဝိတ်ဖော်ပြထားတယ်ညီမ။အဆောင်အုံဒီဆောင်ညာမှာအတုံးပြည့်တဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့ရောဘလို့တတ်မှတ်ချက်တွေရှိလဲအကို အထက်အသုံးပြုတဲ့ကွန်ကရစ်နဲ့စတီးလ်အတွက်ပြီးသားအခန်းတွေပါဝင်တယ်။ကွန်ကရစ်အခန်းမှာဆိုရင်တာမန်ကွန်ကရစ်အားဖြင့်ကွန်ကရစ်တွေရဲ့အရည်အသွေးဒီဇိုင်းနဲ့စောက်လို့ရေးဆိုင်ရာပြတ်ထန်းချက်တွေကို American Concrete Institute ရဲ့ ACI 38ကုတ်ကိုအခြေခံပြီးပြင်ဆင်ရေးဆွဲထားတယ်။စတီးလ်အခန်းမှာလည်းစတီးလ်အမျိုးအစားဒီဇိုင်းသက်စင်မှုနဲ့ငလင်းတန်းခန်းနိုင်ရေးအတွက်လိုအပ်ချက်တွေကိုအသေးစိတ်ဖော်ပြထားတယ်ညီမ နောက်ဆက်တွဲရည်အကြောင်းလဲနည်းနည်းရှင်းပြပေးပါအောင်ရှင်မြန်မာနိုင်ငံရဲ့အခြေအနေအတွက်အထူးပြတ်ထန်းချက်တွေလူသိရပါတယ်မှန်ပါတယ်နောက်ဆက်တွဲကကငလင်တန်ပြင်းထန်တဲ့ဒေသတွေကမြင်းညိတတ်တိုင်းတွေအတွက်အထူးပြတ်ထန်းချက်ပါဒါက2017မန္တလေးငလျင်တုံးကမြင်းညိတတ်တိုင်းတွေပျက်စီးခဲ့တဲ့ဖြစ်စဉ်ကိုသူငန်းစာယူပြီးထက်တွင်းထားတာပါနောက်ဆက်တွဲခကတော့အန်ဒရီနဲလေအထက်နှိမ်အဆောက်အုံတွေအတွက်အထူးပြတ်ထန်းချက်ပဲမြန်မာနိုင်ငံကအဆောက်အုံအများစု 1995ရာခိုင်နှုန်းကျော်ကဒီအမျိုးအစားထဲမှာပါဝင်နေလာကြောင်းစီးပွားရေးအခြေအနေအရငလင်တန်းခန့်ဒီဇိုင်းလိုအပ်ချက်ကိုလက်တွေ့ကျကျလိုက်နာနိုင်အောင်အနေငယ်ဖြေလျှော့ပေးထားတာပါညီမဒါဆိုရင် MNBC 2025အပိုင်း3ကအဆောင်အုံကလုံရဲ့ခန်းနိုင်ဝန်ဒီကနေလေတံငလင်တန်းတုံးဆွဲတဲ့ပစ္စည်းတွေနဲ့မြန်မာနိုင်ငံရဲ့လက်တွေ့အခြေအနေအထိပါထေသွင်းစဉ်းစားထားရဲ့ပြည်စုံတဲ့လမ်းညွှန်ချက်ကြီးတစ်ခုလို့ဆိုနိုင်တာပေါ့နော် အခုလို အသေးစိတ်ကြကြရှင်းပြပေးတဲ့အတွာ ATW Construction Engineering Group မိကအကို့ကိုရောအစီအစဉ်ကိုကြီးစုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကြီးစုများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှလည်း MNBC 2025အပိုင်း3ရဲ့စီဝင်းစားပွဲအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးမေပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။